ဟယ်လိုမတက်ပါရှင်အမတဲရဲ့ Viber မှာလာမေးထားလေးကိုပြန်ဖြစ်ပြီးချင်းလို့ပါအာဆီယမ်မကြီးတဲ့စိုးမှာပေါ့နော်အတဘိုလေးထွက်နေတာစိုးရင်ရလားဘာဖြစ်တက်လဲအဲကြောက်လို့ပါရှင်ဆိုပြီးတော့လာမေးထားလေးကိုအာဒီဘူလိုလေးနဲ့ပြန်ပြီးတော့ဖြစ်ပေးပါမယ်အဲ့တော့စအိုမာဒီလိုအတဘူထွက်တယ်ဆိုတာဘာကြောင့်ထွက်တာလဲဒီစအိုအဝဆိုတာကမသက်တူအစာအိမ်နဲ့ဥလန်းချောင်း အဆုံးသက်နေရာဖြစ်တဲ့အဒီခန္ဓာကိုယ်မှာရှိတဲ့မစင်နေအညစ်အကြေးတွေအစိတ်တောက်တွေကိုဆွန့်ထုတ်တဲ့နေရာဖြစ်တဲ့ဒီနေရာသာပြဿနာတစ်ခုခုဖြစ်သွားရင်အာဒီပေါ်တော့ဓာရီကိုမဆွန့်ထုတ်နိုင်တော့ဘူးအဲ့ဆိုရင်ဘယ်ကနေဆွန့်ထုတ်မလဲဘိုက်ကနေဖောက်ပြီးမစိအိမ်ထားမလားဆိုတာလေးကို ဒါတွေးစရာဖြစ်လာပါတယ်အဲ့တော့ဒီလိုမျိုးအသက်ပိုထွက်တာနဲ့လေကောင်းဖြစ်တာနဲ့မတူဘူးလေကောင်းကကြတော့ကြာလာရင်နာလာတာမျိုးတွေဝင်းချုပ်ရင်အရန်နာကျင်တာမျိုးတွေသွေးထွက်တာမျိုးတွေသွေးရုပ်စိတ်နာမျိုးတွေဖြစ်တတ်တယ်ဒီပေါ့နော်အသက်ပိုထွက်တာကြတော့သူကမနာဘူးအဲဒီပျော့ပျော့อีอตาလေးပဲဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ကြတော့မတက်တို့ပေါ့နော်ဒီသူကနောက်ပိုင်းမှာရားရံလာတယ်အဲ့ဒါဒီဘယ်အဆဖြစ်လဲဆိုရင်ဝင်းချုပ်လို့ညှက်ရာနေတဆင့် ဖြစ်တာပါအဲ့လိုဝင်းချုပ်ပြီးတော့ညှစ်တယ်ညှစ်တဲ့ခါမှာဒီစမင်းခံတယ်စမင်းခံတော့ညှစ်တယ်ညှစ်တော့စအုပ်ကွဲတယ်ကွဲရနေပြီးမှဒီအနာလေးတွေကကျက်သွားတဲ့ခါမှာအသက်ပိုလေးတွေဖြစ်တာခဏခဏဝင်းချုပ်ရင်ခဏခဏအသက်ပိုလေးတွေဖြစ်နိုင်ပါတယ်ခဏခဏစအုပ်ကွဲမယ်ပေါ့နော်အခဏခဏစအုပ်ကွဲရင်နှစ်ခါကွဲရင်နှစ်ခုဖြစ်နိုင်တယ်သုံးခါကွဲရင် သုံးခုဖြစ်နိုင်တယ်အဲ့အလေးတွေက အဲရာရန်တက်တာမျိုးလေးတွေဖြစ်တယ်အဲ့လိုရာရန်နာကိုပေါ်တော့ကိုကကုတ်လိုက်မိတဲ့အချိန်မှာပွန်ပဲ့သွားတဲ့ဒဏ်ရာတွေရတယ်ဆိုရင်စိုးဝါမှာအနာတွေဖြစ်နိုင်တယ်အနာတွေဖြစ်ရင်ရှားပတရီယာပိုးတွေဝင်ရောက်လာပြီးတော့ဒီအခြားယောဂါတွေဘက်ကိုလဲသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဝင်းချုပ်တဲ့သူတွေကဒီအဝါလွန်တဲ့သူတွေအ ထိုင်များတဲ့လူတွေနောက်ပြီးစီးကျိုသမားတွေကိုဝင်ရှိတဲ့လူတွေဒါမျိုးတွေမှာဝင်ချုပ်တာများတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီဝင်ချုပ်တာများတဲ့အတွက်ကြောင့်မို့လို့ ကိုရဲ့ပေါ်တော့ရေရေတောက်တာတို့အဲအမြင်တက်စားတာတို့ဒါမှမဟုတ်အများနဲ့ပြောတယ်ဒါတွေကိုလည်းစားတယ်ဒါကမှဝင်ဆက်ချုပ်နေတယ်ဆိုရင်တော့မသက်တို့အကူပေါ့နော်အကူဓာတ်စာလီကတော့စားပေးရမယ်ခနာကိုအတွက်လည်းအကျိုးရှိမယ်ဘေးရွက်ဆူချိုးလည်းမရှိတယ်မြန်မာတိုင်းရင်းစေးပေါ့နော်ဒီရွှေကျွန်းမဲ့လေးကိုတနည်းကိုဘလဖက်စားဆွနှစ်ဆွနဲ့နှစ်ခါစားပေးမယ်ဆိုရင်ဆယ်ရက်အတွင်းမှာပဲတိတိတတ်တာတတ်တာသွားပြီးတော့အဲဒီလိုမျိုးအဖြစ်တရားနေပြီးတော့ကင်းဝေးသွားပါမယ်ဒါကြောင့်မို့လို့စိုးရိမ် ရာတော့မရှိဘူးဒါပေမဲ့ကုန်လို့အနာဖြစ်တယ်ဆိုရင်တော့အဒါပြဿနာရှိလာနိုင်တယ်ပေါ့နော်။နောက်စိတ်နောက်ရှက်လည်းဖြစ်တယ်။ထိုင်ရထားရတဲ့နေရာမှာများလာရင်စိတ်နောက်ရှက်လည်းဖြစ်တယ်။ဒါကြောင့်မို့လို့ဒီရွှေကျွန်းမဲ့လေးကိုမှာယူခြင်းနဲ့ဆိုရင်မတည့်ရဲ့ page ပေါ့နော်။ page now messenger viber cbr နေပြီးတော့လာပြီးတော့မှာလို့ရပါတယ်မတည့်ရဲ့ page မှာလည်းကျမရဲ့ဘူးတာတွေအများကြီးတင်ဆက်နေရမလို့အာ page လေးကိုလည်းပေါ့နော် like and follow လေးလုပ်ပေးခဲ့ပါအောင်လို့တောင်းဆိုပြရစီရှင်အဆင်ပြေပါစေမတ်သက်ပါ Fiverr ကအမေတစ်ခုကိုဖြည့်ပေးခြင်းလို့ပါစမင်းနှုံးခန္ဓာကတဲ့ပုံမှန်ဖြစ်စင်မဲ့လားအမားတဲ့ပုံမှန်ဝင်ချုပ်တာပဲလားဆိုပြီးတော့အာမက်ကကိုလာမေးထားတယ်အဲ့တော့ Fiverr ကညီမလေးကိုဒီအားနေပြီးတော့ဖြည့်ပေးပါမယ်အဲ့တော့ဝင်ချုပ်တယ်ဆိုတာက တန်မှန်ဝင်ချုပ်တာပေါ့နော်တရက်နှစ်ရက်ဝင်ချုပ်သွားတာ ਨੇ စမြင်းတုံးခန့်နဲ့အထိဝင်ချုပ်တယ်ဆိုတာမတူပါဘူးစမြင်းတုံးခန့်နဲ့အထိဝင်ချုပ်တယ်ဆိုရင်တော့ပေါ့နော်ဒီအစားအသောက်နေထိုင်ကြောင်းလဲယုံနဲ့မရဘူးတန်မှန်ဝင်ချုပ်တယ်ဆိုရင်တော့အမြင့်တက်များများပါတဲ့အရွက်တွေကိုစားပေးတာတို့ရေကို3လီတာပြည့်အောင်တောက်ပေးတာတို့လမ်းလျှောက်ပေးတာလို့လိုက်ရင်ဝင်ကပုံမှန်ပြန်သွားနိုင်ပေမဲ့ဒီလိုမျိုးစမြင်းတုံးခန့်နဲ့အထိဖြစ်တဲ့ဝင်သွားခြင်းဆိုရင်အဲဒါဒီပ ပုံမှန်အခြေအနေမဟုတ်တော့ဘူးပေါ့နော်အဲစနေလုံးခံရနေပြီးတော့အာဝင်းကသွားခြင်းမသွားရဆိုတော့ညှစ်မယ်အိန္ဒာထဲမှာအကြိုက်ထိုက်ပြီးတော့ညှစ်တဲ့ခါမှာစိုးကွဲနာတွေပါတွေဖြစ်ပြီးတော့နောက်ပိုင်းမှာနောက်ဆက်တွေနောက်ဆက်တွေပြဿနာတွေကအများကြီးဖြစ်နိုင်နေပေါ့နော်အဲ့တော့ဒီဝင်းချုပ်တယ်ဆိုတဲ့အစကတည်းက ရည်ဓာတ်တွေခန်းချောက်တာရည်ဓာတ်တွေနဲတာပေါ့နော်ရည်တောင်နဲတာနောက်တစ်ခုကအမြင့်တက်ပါတဲ့အရွက်တွေကိုစားတာတွေနဲတာနောက်လမ်းလျှောက်မှုတွေလှုပ်ရှားမှုတွေကိုလက်လှုပ်ရှားမှုတွေမရှိတာ ိတ်ဖိစီးမှုများတဲ့သူတွေအဝင်းချုပ်လို့စိတ်ဖိစီးတယ်စိတ်ဖိစီးလို့ဝင်းချုပ်တယ်ဝင်းချုပ်တော့ပို့ပြီးတော့စိတ်ဖိစီးတယ်ပေါ့နော်ဒီလိုမျိုးလူတွေလည်းဖြစ်တာများတယ်နောက်ဥမာကြီးမှပြဿနာတစ်ခုခုရှိနေတဲ့လူတွေမှလည်းဖြစ်နိုင်ပါတယ်အဲနောက်တစ်ခုကကျတော့မသိတော့ပေါ့နော်ဒီဝင်းမကြခဏချုပ်လို့ဝင်းနှုတ်ဆေးကိုခဏခဏသုံးဆွဲရနေပြီးတော့ရေရှည်ဆွဲသုံးတဲ့သူတွေမှလည်းဒီလိုမျိုးတောက်ဆုံးမှစမြင်းလုံးဘလောက်ဝင်းနှုတ်ဆေးတောက်တောက်စမြင်းလုံး ငိုအာစမြင်းနှုတ်ခတ်တဲ့အဆင့်ကိုရောက်သွားတယ်။ဘလောက်ဝင်းနှုတ်စစ်တော့ဝင်းမသွားတဲ့အဆင့်ကိုရောက်သွားတယ်ပေါ့နော်။အဲနောက်ပြီးတော့ဒီအာယုံရောယောဂရှိတဲ့လူတွေကိုလေးဖြတ်ယောဂရှိတဲ့လူတွေမှလည်းဝင်းချုပ်နိုင်တယ်။အဲဒါကြောင့်မို့လို့ပေါ့နော်။တကြီးရွယ်အိုတွေခလေးငယ်တွေဓာတ်တွေမှလည်းဝင်းချုပ်နိုင်တယ်။ဒါကြောင့်အဲလှုပ်ရှားသွားလာမှုမရှိတော့အိမ်သာစတိတိကျမတက်တက်သေးတာတွေကြောင့်ပေါ့နော်။ အဲ့လိုစပင်းလုံးခံပြီဆိုရင်တော့ဘိုက်ထဲမှာလေးထိုးမယ်လေးအောင်မယ်နောက်ဘိုက်တင်းပြီးတော့ဘိုင်းနာတာတွေဖြစ်မယ်မကြခဏဝန်သွားခြင်းတို့တွေဖြစ်မယ်ရေတက်ဆုံးရှုံးမယ်အဲစီးခဏခဏသွားခြင်းတာတွေဖြစ်မယ်နေထိုင်မကောင်းမဲနဲ့ခဏခဏအကြောင်းရင်းမရှိဘဲနေထိုင်မကောင်းမဲနဲ့ဖျားနာခြင်းတို့တွေဖြစ်မယ်ဝင်းချုပ်တိုင်နောက်ပိုင်းဝင်းရှော့တဲ့ပုံစံကိုကူပြောင်းသွားတာမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့တော့အစာတောက်တွေပြက်မယ်ပြုတ်အံ့မယ်ပေါ့နော်အဲ့တော့စပင်းလုံးခံပြီဆိုရင်တော့မသက်တို့ပေါ့နော်ပုံမှန်အစာတောက်နေထိုင်ပြောင်းလဲပြုံးနေမရတော့ဘဲ ဲနဲ့ဒီပေါ်နော်ဓာတ်စာလေးတွေအဖြစ်ဆက်စာလေးတွေစာပေးမှပဲအဆင်ပြေနိုင်ပါတယ်ဒါကြောင့်စင်းပြင်းလုံးခံပြီဆိုရင်တော့ဘာမှမစင်စားဘဲနဲ့မတက်ကတော့ဒီရွှေကျွမ်းမဲ့ပေါ့နော်ရွှေကျွမ်းမဲ့ကိုစားခဲ့တယ်အဲစားတဲ့ခါမှာဒီပေါ်နော်အရန်ကိုအဆင်ပြေတဲ့အတွက်မတက်ဆိုရင်6ဘူး6ဘူးရှိပြီပေါ့နော်6ဘူးကုန်ပြီဒါကြောင့်ဒါလေးကိုအာဥရှင်ဝမ်းမှန်ယူလေးကိုပေါ့နော်စားပေးခြင်းနဲ့ဆိုရင်တော့မတက်ရဲ့ page messenger ဖုန်းနံပါတ် Viber နေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်တယ်နောက်တစ်ခုက page မှာလည်းကျမရဲ့ဗုဒ္ဓရတွေအများစွာတင်ဆက်နေရမှာလို့ like and follow လေးတစ်ခက်ပေးဖို့တောင်းဆိုပါရစေရှင်အဆင်ပြေပါစေ